မင်းတို့ပါလားဟမ်မင်းတို့မြင်မှုတလို့ပဲငါလဲမင်းတို့သိတလို့ပဲငါပါလို့မင်းတို့နဲ့ရင်းနှီးနေတယ်လို့ခံစားနေရတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့လည်းမသိဘူးဗောတနေ့တော့ဖိုးထုတို့အဖေကရွာတရာကိုသွားဖို့အတွက်အကြောင်းဖန်လာခဲ့တယ်အကြောင်းကတော့ဖိုးထုရဲ့ဘေးဦးသိန်းကအဲ့ဒီရွာမှာရှိနေတဲ့အမျိုးတယောက်စီမှာ ဆင်းမြင့်သွားယူစီခဲ့တာပါခီးထွက်ဖို့ဆင်းသိဖြစ်နေတဲ့ဖိုးထုတ်အဖွဲ့ကိုဦးသိန်းကတော့စိတ်မချဖြစ်ပြီးတော့တို့တို့နဲ့မှာနေခဲ့တာပါဒါဖိုးထုတ်အဖေပြောပြထားတဲ့လမ်းကိုမှတ်မိတယ်ဟုတ်မှတ်မိပါတယ်ဘေးရဲ့ရွာကထွက်ရင်ဘယ်လမ်းကိုရွှေတက်တဲ့သွားလိုက်ရင်ဇီယကြီးတစ်ခုတွေ့မယ်အဲ့ဒီကနေဆက်သွားညနေလောက်ကိုအဖေပြောတဲ့ရွာကိုတွေ့လိမ့်မယ်ရွာနမေကငပြောသေးရွာပါရွာရောက်ရင်ဦးလေးမောင်တင်တော့အိမ်ကိုလိုက်ရှာ ။ပြီးရင်ဦးသိန်းကနှုတ်လိုက်တာလို့ပြော။ပြီးရင်စင်းမင်းယူပြီးနောက်ရဲရွှော်ပြန်ခဲ့။ဟုတ်ပြီ။မင်းတို့လေးတွေကအတက်မြန်တာသိပါတယ်။ဦးလေးကမသွားအောင်လို့သာလှုပ်လိုက်ရတာမလှုပ်ရဘူးရဲ့။အဖေကလည်းတားတို့ခီးကြီးထွက်နေတာခုမှမဟုတ်တာ။အေးပါ။တားတို့လမ်းမမိတယ်ဆိုလည်းဟုတ်ပါပြီ။အဲ့ဒီမှာစားစရာတွေအကုန်ပါတယ်ဟုတ်။ပါပါလေပြီးရဲ့။အေးအေးတားလေးတို့အဲ့လိုဆိုရင်လမ်းကိုခရီးစိုက်ပြီးတော့သွားကြနော်။ဟုတ်ကဲ့ပါဦးလေး။ အဲနောက်တော့ပုထုတို့လည်းဦးသိန်းရောနှောက်ဆက်ပြီးအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်။အချိန်တန်ကြောင်ခီးနေလာကြပြီးနောက်ရွာတရားကိုတွေ့လိုက်ရတယ်။ဟာခုမှရွာတရားပါလား။ဟုတ်သားပြီပုထုမင်းတို့ဘီပြောလိုက်တဲ့ဒီမှာဒီရွာကိုထည့်ပြောခဲ့သေးလား။မပြောခဲ့ပါဘူးဟာ။ဒါဆိုဒီရွာကဘာရွာများလဲ။တို့တွေလမ်းမလာကြတော့မဟုတ်ပါဘူးနော်။မဟုတ်တော့ပါဘူးဟာ။ ငါ့အဖေပြောတဲ့လမ်းတိုင်းလာခဲ့တာပဲဟာခုမရေကန်လေးတင်နေအဲ့လိုပြောပြီးတုပ်ပေါ်ကပြေးသွားတော့ဖိုးထုတ်ကိုလည်းနောက်ကနေလိုက်သွားကြတော့တယ်နိုင်ရီကန်လိုဖြစ်နေတဲ့ကန်ကိုကြည့်ရင်တုပ်ပေါ်ကဟေ့မင်းတို့ဒီကန်လေးကိုဘယ်လိုထင်ကြလဲဒါနဲ့တွေရေးတော့ဖို့ထားထားရကံမဟုတ်လားမဖြစ်နိုင်ဘူးပုံစံကြည့်ရတော့နဲ့ရေးကံပဲဖြစ်ရမှာဟမ် ပောက်ကြီးရီရှောက်ပြုံးနေပြန်ပြီမင်းတို့နိုင်ငံသားကမကြည့်ဘူးလားနိုင်ငံသားဆက်လန်းနေမှာဆိုလေပန်းကျန်နေမှာလူတွေရေတောက်လို့ရအောင်ခုတန်နေဆောက်ပေးထားတာဟာအဲ့ဒါနေဘဲခက်ကစကားတွေကိုပြောနေရတယ်ခုနောက်မှကားတွေမှာတော့မတွေ့မိတော့ဘူးနော်မသိဘူးဟာငါလည်းမြင်မှုတာကိုပြောပြတာဟာဘလို့ပဲဖြစ်ဖြစ်ရေရလေကြီးစိတ်နေရဆိုတော့ငါတော့တောက်ပြီဟိအဲ့လိုပြောပြီးတော့တော်ဘွားရှေကိုလက်နဲ့ခက်တောက်တော်ရင်ငါလည်းရေစာနေရနဲ့အတော်ပဲတော့ဝိုင်းတောက်ရမယ် အိမ်တော်တော့ဖိုးထူးနဲ့မိမိုင်းလေးဘာမှပြောမနေပဲရေကိုတဝကြည့်ခက်တောင်းလိုက်ကြတော့တာခြုံွယ်နားမှလေးနေတဲ့မိတော်ရွာဆိုတဲ့ဆိုင်မှုကိုတော့ဖိုးထူးတို့အဖေကမတွေ့ခဲ့ကြပါဘူးရေတော့ပြီခဏကြာမှအကောင်လုံးကတယောက်ကိုတယောက်မိတော်ခဲ့ကြတော့တယ်အမလေးငါနားမှရှိနေတဲ့နင်တို့ကဘသူတွေလဲနင်ကောဘသူလဲဘာလို့ငါနားမှရှိနေရလဲငါဘာလို့ဒီကိုရောက်နေရမှာလဲ င်းတို့ကဘာတူလဲဒါနဲ့ငါရောဘာတူလဲဟာအဲ့လိုနဲ့အချင်းချင်းမိသွားကြတဲ့သူတို့အဖွဲ့လေးတယောက်တလန်းစီထွက်သွားခဲ့ကြတာရှာရင်းမှရှိရဲ့ဈေးကိုရောက်လာတဲ့ဖိုးသူဟာသူ့ကိုယ်သူမှတ်မိဖို့အတွက်မန်နေရောင်းနေတဲ့ဆိုင်ရှိမှရက်လိုက်ပြီးမန်တချက်ကိုကောက်ကင်လို့သူ့ကိုယ်သူတစိမ့်စိမ့်ကြည့်နေခဲ့တယ်။ကောင်းပြီအဲ့အလီက၃000ချက်ပါအမြင်လဲကြည်လင်ပြီးတော့မှန်ဘူးလဲမပါဘူးကွဟုတ်ကဲ့ ခဏလောက်စက်ကြည့်လို့ရမလားဟုတ်ကဲ့ကြည်ပါစိတ်ကြိုက်ကြည်ပါဒါနဲ့တော့ကျွန်တော်ကိုဒီအောင်မှမြင်ဘူးလားအတော်ရဖိုးတို့ကိုတေးချကြည့်လိုက်တယ်อืมမမြင်ဘူးနဲ့တူတယ်ဘာလို့လဲတော့ကျွန်တော်နာမည်ကိုကျွန်တော်မေ့နေလို့ပါဟုတ်တော့ဘာများလဲလို့အဲ့ဒါအထုဆက်မှမဟုတ်တာအတော်လေးအတော်နာမည်ကိုမမှတ်မိပါဘူးကွယ်ဟမ်ပြအဲ့လိုလား အဲ့လိုနဲ့ဖို့ထူလေသူလိုချင်တဲ့အဖြစ်မြင်ရတော့ကင်ထားတဲ့မှန်ကိုချပြီးအဲ့နေရာကနေထွက်လာခဲ့လိုက်တယ်။ဒါကပေးရပါလိမ့်။ပြီးတော့ငါ့နာမည်ကိုဘာလို့နက်နက်လေးမှမမှတ်မိရတာလဲ။ဖို့ထူလေခေါင်းကုတ်ရင်ကခေါင်းရှုံနေခဲ့တော့တာ။တုပ်ပေါ်တယောက်ကတော့မိုးစင်းနဲ့ညီရှိရဘက်ကိုရောက်လာခဲ့ပြီးမုတ်တွေကိုလိုက်ကြည့်နေခဲ့တယ်။ငါဘာလို့မုတ်မြင်နိုင်စားချင်နေရလဲထုဆန့်လိုက်တာ။ မောင်မြင်တာနဲ့ဘိုက်လေတန်းစာလာတယ်။တိကြတယ်။ငါမမက်မိတဲ့ကအစားမတ်တဲ့သူပဲဖြစ်ရမှာ။ဒါဆိုငါနဲ့မရဘာများလဲ။အဲ့ဒီအချိန်မှာပဲမောင်လေးမရရောင်းနေတဲ့မြင်းသမီးတစ်ယောက်ကဟေ့ဖိုးရလီမောင်လေးမရစားမလား။ဒါယူစားနော်။တောင်းရချစ်ဖို့ကောင်းအလဲကားကြွေးလာ။ဟင်။ငါနဲ့မရဖိုးရတဲ့ဟိဟိမိုက်လိုက်တာ။အနောက်တော်တော်ပေါ်လေမုံလိမြားတဲ့ကြီးရဲ့မုတ်တီကိုရွှေစားနေတော်တယ် ငပိန်တယောက်ကတော့ရာလန်းတလျှောက်ရှောက်လာနေနေရှေ့မာလာနေရဲ့လူမိုက်နှစ်ယောက်နဲ့တိုးတော့တာပါဟဲ့အောင်ဆိုပြီးရှေ့မာလာနေရဲ့ကောင်လေးကိုတွေ့လားတွေ့တာပေါ့ဟာကျုပ်မျက်လုံးကအကောင်းကြီးရှိသေးအောင်အေးတွေ့ရင်သူ့ဆရာအိတ်ကိုလူးကြတာပေါ့မင်းရလေဟုတ်မှလည်းလုပ်အောင်အဲ့လိုကောင်လေးတယောက်ဆရာဘာရမှာမို့လဲဘာပဲရရပေါ့ကွာရရယူရမှာပေါ့အဲ့နောက်တော့ပေတီးနဲ့ဆိုပြီးကငပိန်ရှေ့မှာပြန်ရလိုက်တယ်ဟာ ကိုကြီးတို့ကဘာရင်လေဗျဒီမှာကျွန်တော်တယောက်လုံးလမ်းသွားနေအောင်မမြင်ဘူးလားမြင်တာပေါ့ကွာမြင်လို့တက်တက်ပိတ်ရလိုက်တာအဲ့တော့မလုပ်ချင်တာဟမ်ဒီကောင်ကစကားပြောတာပြက်သားသားပဲအေးမင်းလည်းပြက်ပြက်သားသားပြောနေမှာတော့ကျုပ်တို့လည်းပြက်ပြက်သားသားပဲပြောရတာပေါ့မင်းအိတ်ကိုငါတို့ကိုပေးလိုက်ဟာဒီကဘာလားနေကြီးကြောင်တော့ဓမြတိုက်နေရတယ်လို့ပေးဆိုပေးလိုက်ဒီကဘာလားဒီမပါလားဒီလာပြောမနေနဲ့ရှင်းရှင်းပဲပြောလိုက်မယ်နော် ဒီရွာမိတော့ရွာဒီရွာမှာရှိနေတဲ့သူတွေအကုန်လုံးကမိနေကြတာဒုနီယောက်တော့အချင်းချင်းနာမည်ပေးထားလို့သိနေကြတာနောက်ဆိုပြီးဟုတ်တယ်ပြီတိချစ်တယ်နော်ဟာဗျာကို့နာမည်ကိုမမှတ်မိလို့စိတ်ရှုပ်နေရတဲ့တည်းဘာလဲလာပြောကြမှမသိကျွန်တော်ရှေ့ကဖဲ့ဗျာအဲ့လိုပြောပြီးထွက်သွားဖို့လို့ဆိုဖီယာငပိတ်ကိုဆွဲထားလိုက်တယ်မိဘဲသွားမှာဒီမှာပြောနေတာမဆုံးသေးဘူးမင်းသွားချင်းမိကိုချန်သွားအောင်မလူပောင်းပါလို့ အဲ့လိုနဲ့ငပိန်လဲဒေါသထွက်တာပြီးစိုးပေနဲ့ပေဒီမြောက်ကိုပညာပြလိုက်တယ်။ကဲ့ကွာကဲ့ကွာကျွန်တော်ရဲ့ကိုလိုချင်အောင်ငပိန်ရဲ့ကန်ချက်ပြင်းပြင်းကြောင်းစိုးပေနဲ့ပေဒီလဲလန့်သွားခဲ့ကြတယ်။ဟာဒီကောင်ကတိုင်းပညာတက်တယ်ဟာပြည့်ဟေးပြည့်ပြည့်အဲ့လိုနဲ့စိုးပေတို့နှစ်ယောက်နဲ့ထွက်ပြေးသွားခဲ့ကြတယ်။ဟမ်ငါမသိတဲ့ငါ့အကြောင်းမှာငါကတိုက်တက်နေရသူလား။ အဲ့လိုဆိုရင်တော့မိုက်တေကွာစောနာထွက်လာတဲ့ကံချက်တွေကြည့်ရတဲ့တော့ငါအတိုင်းမညာကိုလိလာလိုက်စားရင်သူပဲဖြစ်ရမှာမိဝိုင်းမတယောက်ကတော့ယာရီရစတိုးဆိုင်နေနာသွားပြီးဆိုင်းဘုတ်တွေဖတ်ကြည့်နေခဲ့တယ်။မင်းနီကုံမျိုးစုံอืมငါနမေကမင်းများပါလားမသိဘူး။ဥပိုးအေးလေယာပစ္စည်းမျိုးမျိုး ။အော်ဒါနဲ့ငါနဲ့မယားအေးပါလောက်လား။ဒါဆိုမဲအီးများလား။အင်းနည်းနည်းတော့နီးစက်တယ်လို့ပဲ။မဲအီးမဲအီး။ဟိုဒါနဲ့ငါပုံစံအေးတဲ့ပုံနဲ့မပေါက်ပါဘူး။ဒါဆိုငါနဲ့မယားဘာများလဲ။မိဝိုင်းလေးကိုနဲ့မယားကိုမမှန်မိရဲ့အတွက်ကြောင့်အခက်တွေ့နေခဲ့တာပါ။ငါသိပြီ။ဒီရောင်ကထွက်သွားနိုင်ရင်ငါနဲ့မယားကိုပြန်မမှီနိုင်တော့တယ်။ရှိဟုတ်ပြီဟုတ်ပြီအဲ့လိုနဲ့မိဝိုင်းလေး ရွာပြင်ကိုထပ်ဖို့ဆုံးဖြတ်ပြီးတော့ရွာနောက်ကိုထွက်လာခဲ့လိုက်သည်မိဝိုင်းလေးအာကျိုးမတန်းနဲ့ရွာနောက်ကိုရောက်လာခဲ့တယ်ဟုတ်ပြီရွာနောက်ကိုတော့ရောက်လာပါပြီဘယ်လန့်ထွက်လန်းပါလိအော်ဖွမပါပြီအဲ့နောက်တော့မိဝိုင်းလေးရွာထွက်လန်းလို့ထင်းထဲဘက်ကိုရှောက်သွားခဲ့တော်တယ်အတန်းကြောင်လမ်းလျှောက်ပြီးနောက်တော့ပထမရှိနေခဲ့တဲ့နေရာကိုပဲ ကဲရောက်နေခဲ့တာပါမဟုတ်သေးဘူးနော်ငါဟိုဘက်ကိုသွားလိုက်တာပါဘာလို့ဒီနေရာကိုပဲပြန်ပြန်ရောက်နေရလဲမိမိုင်းလေးချိန်မများစွာရွာပြင်မဲ့ထွက်တက်လန်ကိုသွားခဲ့ပြီမြင်ပထမနေရာကိုပဲပြန်ပြန်ရောက်နေခဲ့တာဆိုတော့နောက်ဆုံးမှလက်လျှော့လိုက်တော်ရင်ဟောမိုးလဲမောင်းလာပြီဆိုတော့ဒီနေ့တော့ဒီလောက်ပဲမနေ့ပြန်မှ ထွက်လန်းကိုထပ်လာရှာမယ်အဲ့လိုနဲ့မိမိုင်းလေး ရွာရင်းကိုပြန်လျှောက်လာခဲ့လိုက်သည်အတန်းကြောင်လမ်းလျှောက်လာခဲ့ပြီးနောက်တော့ပိတ်ကားပြနေတဲ့နေရာကိုတွေ့လိုက်ရသည်ဟမ်ဟိုမှာပိတ်ကားပြနေရပြီအဲ့လိုနဲ့မိဝိုင်းလေးလူတွေထိုင်ကြည့်နေရဲ့ပိတ်ကားကြည့်ရှိမှဝင်တိုင်လိုက်သည်ဘာကားပြနေရပါလိမ့်ဩ MMSA ကဖိုးထိုးခွေခီးထွိုင်နဲ့လမ်းပြောက်သွားတဲ့ဇလန်းကိုပြနေရပြီဒါနဲ့ ငါဖိုးတုပ်ဖွဲ့ကိုဘယ်လိုသိရပါလဲအဲ့ဒီအချိန်မှာပဲတုပ်ဘောကမုတ်ကိုကင်ပြီးမိဝိုင်းနှမ်းမှဝမ်းတိုင်လိုက်တယ်ရှေး MMS ကဖိုးတုပ်ဇာလံပြနေရပြီစိုက်တယ်ဟိစိုက်တယ်ဟိဟမ်ငါဒီတန်ကိုကြားဘူးတလို့ပဲပြီးတော့အမြဲကြားနေရတဲ့အတန်လိုပဲမိဝိုင်းအဲ့လိုတွင်းနေတော့ဖိုးတုပ်ကလည်းမိဝိုင်းရဲ့ညာဘက်မှာဝမ်းတိုင်လိုက်တယ်ဝိုးငါရမ်းကြိုက်တယ်ဖိုးတုပ်ကိုဖွဲ့ပြီဟာငါကြိုက်တယ်ဇာလံမင်း ဲလိုပြောပြီးတော့မိဝိုင်းနားမှာဝင်တိုင်လိုက်တယ်မိဝိုင်းလေသူ့နားမှာထိုင်နေတဲ့သူတွေစီကိုအကြည့်အောင်သွားခဲ့ပြီးတော့ဟမ်မင်းတို့ပါလားဟမ်မင်းတို့မြင်မှုတလို့ပဲငါလဲမင်းတို့သိတလို့ပဲငါပါလို့မင်းတို့နဲ့ရင်းနှီးနေတယ်လို့ခံစားနေရတယ်ဒါပေမဲ့တေချာကြည့်လိုက်တော့လည်းမသိဘူးဗောငါသိပြီငါတို့သိကျင်နေတဲ့အကြောင်းအရာကိုအတူရှာကြမလား ဟင်ကိုမသိရဲ့သူတွေနဲ့တူမရချင်ပါဘူးဟုတ်တယ်ငါလည်းငားမကိုလူဆောင်မှကြောက်တယ်ဒါဆိုငါတို့အတူမရှိရင်ငါတို့သိကျင်တာမသိရတော့ဘူးပေါ့ဟုတ်တယ်ဟာငါတို့ကဘသူဘဝဆိုတာသိရဖို့အတွက်အတူရှာကြတာပေါ့မိဝိုင်းကဖိုးထုတို့ပြောတာကိုတစ်ချက်စဉ်းစားလိုက်တယ်အဲ့လေအဲ့ဒါဆိုလဲအတူရှာကြတာပေါ့ဒါဆိုဝါတုတ်မင်းရောဒုနဲ့တူလိုက်မှလားဝါတုတ်ကငါ့ကိုပြောရလားအေးလေ ဒီနားမှာဝါနေတဲ့သူကမင်းတယောက်လည်းရှိတော့။ဟိုကလေးကြီးပါလား။တဲတဲပင်ပင်လေး။ငါ့ကိုပြောတာဆိုငါ့မှာနာမည်ရှိတယ်ကွ။ငါ့နာမည်ကဖိုးဝါပဲ။ဒါဆိုနေရနေနာမည်ကိုသိရပေါ့နော်။ဟုတ်တယ်။ငါ့ကိုဒီမုတ်ကျင်လိုက်တဲ့တော့ပြောပြလိုက်တာ။အဲ့ဒါသူများပြောပြတဲ့နာမည်ကြီးလေ။ခုကမင်းနာမည်စီကိုရှာရမှာကွ။ငါ့မှာနာမည်ရှိရှိသေးရလား။ဒုက္ခပဲ။အဲ့လိုဆိုရင်မင်းနေခဲ့လိုက်တော့ငါတို့သွားပြီ။ အဲ့လိုပြောပြီးထွက်လာခဲ့ကြတော့တော်ဘောလေးနောက်ကနေလိုက်သွားခဲ့တယ်။ဟိတ်ဟိတ်ငါ့ကိုချက်မနာကြနဲ့လေငါလဲလိုက်အောင်မရှာလန်းတနီယာနာရောက်မှတော့ခွဲဥတန်အရှိကြီးကိုကြားလိုက်ရတော့တယ်။အမလီဟိုမှောင်လဲမှောင်နေရနဲ့တရေလာမသိဘူးနော်။မင်းကလေတို့ဘွေကလူလေးရောက်တော့ရှိနေအောင်ကြောက်တက်လိုက်တာ။ဟမ်အေးနော်ငါမလို့ကြောက်တက်နေရပါလိမ့်။အရင်ကလည်းကြောက်နေကြတင်နေ။ ဟုတ်လောက်တယ်ဟာမင်းเจ้าကိုမင်းပြန်မှတ်မိဗလားကြောက်တက်တာတခုတည်းနဲ့မှတ်မိပါမလားဟုတ်သားပဲအရင်လဲစဉ်းစားမနေပါနဲ့ခေါင်းကိုက်နေလေးမဟမ်ငါဘာလို့ဒီဝါတို့ပေါ့ကျင်နာပေးနေရတာလေသူ့ကိုလည်းမသိပဲနဲ့တေးကြတယ်နေမမတ်မိရဲ့နေပုံစံကကျင်နာရိတ်သူပဲဖြစ်ရမှာအဲ့လိုတင်ရလားဖိုတူလဲမိဝိုင်းစကားကြောင့်ကျင်းနေနေခဲ့တော်ရင်အဲ့ဒီချိန်မှာပဲသူတို့ရှင်းမှာမော်ကော်စောတစ်ချက်ရောက်လာခဲ့တော်ရင် ုံစောပြန်ရင်ပါလားငါရှင်ကဒီကုံစောပြန်ကိုမြင်မှုတလို့ပဲဟုတ်တယ်ဟာငါလည်းမြင်မှုတလို့ပဲအဲ့ဒီကုံစောပြန်ကအပေါ်တက်ထိုင်ရတာမဟုတ်ဘူးလားအေးနော်ဟုတ်သားပဲလားတက်ထိုင်ကြစို့အိမ်နောက်တော့သူတို့လေးယောက်သားလေးကုံစောပြန်မောင်ကိုတက်ထိုင်လိုက်ကြတယ်မကောစောပေါ်မှာလိုက်စည်းလာနေကမိသောရှာနဲ့ဝေးသွားခဲ့ပြီးတော့ဖိုးထူးတို့လည်း သတိပြန်လည်လာခဲ့ကြတယ်။အမလီကော်စောပြိုင်ပေါ်ရောက်နေပါလား။ဟုတ်တာပဲ။တို့တွေဖိုတိုပေးခိုင်းနေချောင်းတော့နေကြတာမလား။ဘလို့ဖြစ်ပြီးတော့ကော်စောပေါ်ရောက်နေရလဲ။ဟမ်မဟုတ်မငါတို့တစ်ခွဲလုံးအတိတ်မိသွားတာလား။ဒီပေါ်ရောက်နေမှဘာလို့တယောက်မှမသိကြရလဲ။အဲ့ဒီအချိန်မှာပဲဖိုတိုရဲ့ဖုန်းကထမြင်လာခဲ့တော်တယ်။ဟမ်ကိုချက်ကြီးဆက်တာပဲ။ဟယ်လိုကိုချက်ကြီး ကျွန်တော်တို့ကဘလို့ပြစ်ပြီးတော့ကော်စောပြက်မအောင်ရောက်နေရတာလေဗျ။အဲ့ဒါမင်းတို့လမ်းမှာပြီးမိသောရွာကိုရောက်သွားလို့ပဲဟ။ငါပြောသည့်ရွာကမင်းတို့ဘီရဲ့အမျိုးကမင်းတို့ရောက်မလာအောင်ပြောလို့ကြုံဆုံနေကြည်လိုက်တော့မင်းတို့လေးတွေမိသောရွာလေးကိုရောက်နေရသိလိုက်ရတယ်။အဲ့လိုနဲ့ကျုပ်လည်းမော်ကော်စောကိုလှုပ်ပြီးကဲခိုင်းလိုက်တာ။ဒါနဲ့ကိုချက်ကြီးကမော်ကော်စောနဲ့ဘာလို့လိုက်မလာရတာလဲ။ဟာ။လိုက်လိုက်ကျုပ်လည်းမင်းတို့လိုတိတ်မိကုန်မှာပေါ့ကွာ။အော်အဲ့လိုလား။ အနောက်တော့ပို့ထုတို့လည်းမော်ကော်စောပေါ်ကနေညဘက်ရှုခင်းလေးကြည့်ရင်းနဲ့လိုက်ပါသွားခဲ့ကြတော့တယ်။